မင်္ဂလာပါအဲ့ရဲ့ channel ကလည်းကြိုဆိုလိုက်ပါရယ်လူကြီးမင်းတို့အတွက်ရင်ခုန်စိတ်လှရှားပွဲရအချစ်စလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဲ့ရဲ့ channel လေးကို subscribe လုပ်ပြီးဒေနာက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါရှင်အခုပဲအဲ့ရဲ့အတန်နဲ့အချစ်စလန်းခရီးလေးတွေကိုအတူတူဝင်ရောက်လိုက်ပါနော်ကျွန်တော်ကမျက်နှာကိုပိုညှိုးလိုက်ရင်ငါအမှန်တိုင်းပြောမယ်ချိုချိုငါအတီပြောတာနောက်နေတာမဟုတ်ဘူးတနေ့ထက်တနေ့ငါနေ့မှပူပူချစ်လာတယ်အဲ့ဒါငါစိတ်ထဲမှာဘလို့မှအောင့်လို့မရတော့ဘူး အဲ့ဒါငါနေနားလဲအောင်ဘလို့ပြောရမလဲဆိုပြီးစိတ်ညစ်နေတာချိုချိုမျိုးလုံးလေးပြူပြီးတောက်လက်ဆအေးကောလေးနှာခမ်းဝါမှာယက်သွားတယ်ကျွန်တော်ဆက်ပြောတယ်အဲ့ဒါနေငါဘက်ကစဉ်းစားပေးစမ်းပါဟာနေမဲပြောတယ်နော်နေငါဘက်ကနေစဉ်းစားပေးမယ်ဆိုမဟုတ်ဘူးလေငါစဉ်းစားပေးမယ်ဆိုတာတခြားကိစ္စကိုပြောတာဒီကိစ္စမဟုတ်ဘူးလေသူထမ်းရွက်နဲ့ကာဖို့စူးစမ်းလိုက်တယ်ချိုချိုငါမှာတခြားဘာကိစ္စမှမရှိပါဘူးဒီကိစ္စတစ်ခုပဲတနေ့တခြားဖိစီးနေတာနေငယ်ပါသေးရဲ့ငစော်ရဲ့ဒါရင်စဉ်းစားပါနဲ့အောင် ီးတော့နင်းနဲ့ငါနေကအသက်လည်းအများကြီးกว่าတယ်ညင်းတော့မညင်းဒါဆိုရင်အခြေအနေကမဆိုးနင်းကလည်းငါ့ကိုတရားလာပြနေပြန်ပြီငါ့ကိုပိုတော့စဉ်းစားချင်သေးတယ်အခုကိစ္စကငါ့ရင်ထဲအလိုလိုဝင်လာတဲ့ကိစ္စပြီးတော့ငြိမ့်ငြိမ့်မနေဘူးတနေ့တခြားကြီးထွားလာတာကျွန်တော်ဒိုင်နဲ့နဲ့ထပ်သွင်းလိုက်တယ်ချိုချိုနဲ့နဲ့ငိုင်သွားတယ်ဘာမှတော့ပြန်မပြောချိုချိုငါလေအခုနင့်ကိုဘလို့မှမချစ်ဖဲမနေနိုင်တော့ဘူးသိလားငါ့ကိုမတားပါနဲ့ဟာငါ့ကိုပြန်ချစ်ပါဟာပြောရင်ပြောရင်ဖီလင်းတက်ပြီးအတန်အောင်တုံလာတယ် ယောဂါကချက်ချင်းလက်ငယ်မတန်းကနေချိုချိုစီွေသွားတယ်။ချိုချိုနင်ကတော့တခုပြန်ပြောပါအောင်ဟာဒီလိုကြီးမနေပါနဲ့လို့ဆိုတော့ငါစဉ်းစားအောင်မင်ငစော်ရဲ့အခုတော့ပြန်တော့မယ်နော်တဲ့။နှစ်ယောက်စလုံးအေးအေးတောင်ကုံအောင်မတောက်နိုင်ရင်ပြည့်နေကြသည်။ဆိုင်မလှမ်းအထွက်မနှက်ဖြံပဲနင်ကတော့ဖြည့်ပေးတော့နော်။မနှက်ဖြံစာအုပ်ဆိုင်လာရင်းနဲ့နင်ဖြည့်ပေးလေ။ဒိုင်းကနေညက်ဆောင်အောင်ဝင်လာတယ်။လက်ဝါးမဟုတ်တော့သူ့လက်နဲ့ပြောင်းလိုက်ပြီ။တပတ်တပတ်တိတိပြည့်ရနေကြရင်နင့်ကိုငါပြောမယ်။ဒီကြားထဲနေနဲ့ငါမတွေ့ဘူးနော်ငါဘာသာငါတယောက်တည်းစဉ်းစားမယ် အာတွေ့လဲရတာပဲဟာ우တွေ့တော့နင်စဉ်းစားနေတာဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာငါသိရတာဗောမလို့ခြင်းမူငါစားအောင်ဆိုင်လဲမတော့ငါဘာငါအိမ်မာနေပြီစဉ်းစားမယ်နင်ကဘာမှလာပြီးနှောက်ရှက်နဲ့ဟာတပတ်ကြီးအောင်ကြာကြီးစောင့်အောင်မယ်ဒီကြားထဲနှလုံးရောကနေငါသိချင်းသိသွားမှာနည်းနည်းဈေးစစ်ကြည့်သည်ကြားရတဲ့အဖြေကတော့အားရစရာကောင်းတာဗောဒီကြားထဲနင်သိသွားရင်ငါအဖြေပေးစရာမလိုတော့ဘူးဗောအဲ့ဒါစောင့်နိုင်စောင့်ဒါပဲလာသွားမယ်ဆိုပြီးလှမ်းထွက်သွားတော့သူ့နောက်ကကုတ်ချောင်းကုတ်ချောင်းနဲ့လိုက်ခဲ့ရတယ် သူ့တင်မကိုနောက်ကနေလှမ်းကြည့်လိုက်တော့မီးစိမ်းလေးတွေမှိတ်လိုက်ပွင့်လိုက်နေမြင်တယ်လို့လို့တော်သေးသည်အခုလိုအမှတ်မထင်ဖွင့်ပြောပြသွားတော့မတန်းယောဂါကပျောက်သွားပြီးချို့ချို့ယောဂါကချက်ချင်းကြီးဝင်လာတယ်။အဲ့ဒီယောဂါကပိုပြင်းနေတပတ်တပတ်ဘသူကများတပတ်ကိုခொနည်းကြီးများအောင်တတ်မှတ်လိုက်ပါလေ။မတကာ၃ရက်လောက်ဆိုတော်သေးဘာပဲဖြစ်ဖြစ်ရှစ်ရက်မတတ်မှတ်တာတော်သေးတာပေါ့။အဲ့လိုလေးဖြည့်တွဲလေးတွဲလိုက်ပြီးဒီတပတ်အတွင်းအခုတို့အလုပ်တွေကိုရှောင်ရံကိုလည်းတန်ဋိဌံချလိုက်တယ်။တပတ်လုံးကျွန်တော်လက်ဥကြမ်းကြမ်းညက်နေတယ်။နေလို့ထိုင်လို့မရ ိုနေရာကရားတယ်လို့လို့ဒီနေရာကရားတယ်လို့လို့တငယ်ချင်းနေနဲ့လက်ဖေးဆိုင်ထိုင်မြန်တော့လေသူတို့ဘာပြောလဲဆိုတာကိုကစိတ်မဝင်စားပြန်ပြောရင်လည်းအလွဲလွဲချော်ချော်နောက်ဆုံးမနေနိုင်အရင်နည်းဆုံးငယ်ပေါင်းတငယ်ချင်းအောင်တန်းနဲ့ကြော်ဆိုးကိုခေါ်ပြီးကြော်ဆိုးဆိုတာကအစားအဆိုင်ပိုင်ရှင်တငယ်ချင်းလက်ဖေးဆိုင်မှာငါမင်းတို့ပြောစရာရှိလို့ခက်တီတီပဲသူတို့ကိုစကားခင်းလိုက်တော့ကျွန်တော်အတီတခုပြောတော့မယ်ဆိုတာသူတို့သဘောပေါက်သွားတယ်ငါချို့ချို့ကိုရီးစားစကားဖွင့်ပြောလိုက်ပြီဘာဘလို့ နှစ်ယောက်စလုံးအံ့ဩတင်သွားကြတယ်သူတို့ဘလို့မှမမျှော်လင့်ထားတဲ့ကိစ္စဟုတ်တယ်ငါဘလို့မှမအောင်နိုင်တော့တာနဲ့ဟိုနေ့ကမင်းဆိုင်ရအပြန်မှာငါဖွင့်ပြောလိုက်တာသူကဘာပြောလဲကျော်စိုးကမေးသည်တပတ်စဉ်းစားမယ်တဲ့ဝါရံခဏတိတ်ဆိတ်သွားသည်တပတ်ကဘယ်တော့ပြည့်မှာလဲအောင်တန်းရမေးတော့စနေနေ့ကျော်စိုးကကမန်းကရန်ထပြီးကောင်တာမှာချိတ်ထားတဲ့ပြက်ကရင်ကိုသွားကြည့်တယ်ရရစာကြတယ်ကွာကောင်တာမှာလှမ်းអော်ပြောတော့တချို့လူတွေကဘာကြောင်လာလဲဆိုတဲ့အကြည့်နဲ့လှမ်းကြည့်ကြတယ်ဒီလောက်တော့ရှိမှာပေါ့လေဒီတုန်းကဘသူမှရည်စားမထားဘူးသေး အေးကွာချူချူကလှတော့လှတယ်ဒါပေမဲ့မင်းတက်အသက်အများကြီးကြီးတယ်ကွာအောင်တန်းပြောတော့ကြီးကြီးပေါ့ဘာဖြစ်လဲချစ်လို့ချစ်တာပဲချစ်လို့ရတယ်ဟဲ့အောင်ငစောဆက်လို့ကြော်ဆိုးကတော့အားပေးတယ်ဟုတ်တယ်အမကြီးတော့အမိရတဲ့အဖကြီးတော့အဖိရတဲ့စကားပုံရှိတာပဲလှုပ်လှုပ်အောင်တန်းလဲရောရောင်ပြီးကျွန်တော်ဘက်ပါလာပြီอืมအဲ့လိုအားပေးလို့ကတော့ဟဲ့အောင်အောင်တန်းအမကြီးတော့အမိရပဲရှိပါရဲ့ကွာအဖကြီးတော့အဖိရကဘာလဲကွာ ကျော်စိုးကနားမလဲသလိုလှမ်းပြီးတော့အောင်တန်းကအမကြီးတို့အမိအရာဖြစ်မှာတော့အဖကြီးတို့အဖိအရာပဲဖြစ်မှာပေါ့ကွအဲ့ဒီကစလို့စကားတွေကဟိုရောက်ဒီရောက်ဟိုညင်းဒီညင်းနဲ့ဘာပဲပြောပြောရင်ထဲကအပူကနည်းနည်းငြိမ်းသွားတယ်လို့လို့စနေနေ့အဲ့ရကအစောကြီးနိုးတယ်ယောဂါကဖိစည်းနေတော့ညကလေးကအဲ့ရတာအဆင်မပြေအိပ်ပျော်တယ်လို့ဖြစ်လိုက်ပြန်နိုးလိုက်နဲ့တနေ့လုံးအိမ်ထဲမှာကနာမငိမ်းဟိုဟာလောက်ရမလို့ဒီဟာလောက်ရမလို့နိုင်တကြီးကြီးအနက်စာထမင်းတော်နှစ်ခါစားမိတယ် ထမတစ်ခါစားပြီးမှမေ့သွားလို့မစားရသေးဘူးထင်ပြီးထပ်စားခြင်းဖြစ်တယ်နေတာကလည်းရှည်လိုက်ပြီဖြစ်ချင်းကဲဒီလောက်ရှည်ခြင်းနဲ့နေတာရှည်စမ်းနေမဲရှည်နိုင်မလားငါပဲစောင့်နိုင်မလားဆိုပြီးစိတ်ပေါက်ပေါက်နဲ့ပလက်ကလက်ထိုင်ပေါ်မှာထိုင်ဆောင်နေလိုက်တာဘလို့လှုပ်ပြီးအိပ်ပျော်သွားသည်မသိလန့်နိုးလာတော့ညနေ၄နာရီကျော်ပြီဟိုင်းတောက်ခွပဲသွားနေကြအချိန်က9နာရီလောက်ဆိုတော့အချိန်ကတိတ်မကြံကပန်းကရန်ရေချိုးကန်းဝင်ရေချိုးဝစ်စားလဲအိညာဘာဝတ်မလဲဆိုတာညကလေးကစဉ်းစားထားတာဆိုတော့တိတ်မကြလိုက် ဒါတော့ခေါင်းဖိတော့ခေါင်းလေးစီထဲတာလက်လွန်သွားလို့ထွက်လာတဲ့ပုံကဇမင်းသားလိုလိုဘာလိုလိုဖြစ်နေတော့မဖြစ်သေးပါဘူးဆိုပြီးမျက်နှာတုပ်ပွားနဲ့စီရဲတုပ်ပြရသေးတယ်။ဂမန်းကရန်းနဲ့အိမ်ကနေထွက်တော့ငါးနာရီထိုးဖို့တဲတဲလေးပဲလိုတော့တယ်။အိမ်ရှိအောင်မှသတိရလို့အိမ်ထဲပြန်ပြေးဝင်ပြီးဖုရားရှင်ရှိမှမတက်ကလေးလက်အုပ်ချီကအားလုံးအစဉ်ပြေအောင်ကြည်ကြက်လုပ်ပြပါဖုရားလို့ကမန်းကရန်းဆုတောင်းလိုက်ရသေးတယ်။ဖုရားရှင်ရှိကပြန်ပြေးထွက်မှာတော့အချိန်မရတော့လို့ထိုင်မကတော့ပြစ်တာတော့ခွင့်လွတ်ပါဖုရားလို့စိတ်ထဲကတောင်းပန်လိုက်ရတယ်။ချိုချိုတို့အိမ်ရှိရောက်တော့ငားနိုင်ကွက်တိ ခုချွေးတောင်ပြန်သွားတယ်။မောလို့အိမ်ရှိပေါက်ကနေလှမ်းခေါ်မဲ့အလုပ်မဲမင်းကြီးမကထွက်လာပါလေရော။မောနေတဲ့ကြားကကျွန်တော်အသက်ရှူခဏရက်သွားတယ်။လှေကားကဆင်းလာတာကအဝါရောင်နုနုလေးပေါ်မှာအမဲရောင်အပွင့်အခက်ရေးချဲ့ထားတဲ့ပါတိတ်ဝမ်းဆက်လေးကိုဝစ်လို့ဂရီပါဖနက်အနက်ကလေးနဲ့ဆင်းလာတဲ့အချိန်မှာခေါင်းလေးကိုခါလိုက်တော့ကြောလေရောက်ရောက်နေတဲ့သပင်ကလေထဲကိုဝေ့သွားပုံကိုမြင်လိုက်ရတာမှော်ဆရာတူကကျွန်တော်လက်ပြကိုနှုတ်ယူလိုက်တယ်လို့ပဲမတ်တက်ကြီးနဲ့ကျွန်တော်သေသွားတယ်ဟဲ့ဘာဖြစ်နေတာလဲ ခုံးလေးကိုအตาပုတ်ပြီး तू ကလှမ်းမေးမှရှိကနေလွင့်သွားတဲ့လက်ပြာက နေရာမှန်ကိုပြန်ဝင်လာတယ်။อืมနင်းတိတ်လာတာပဲ။ယူကြောင်မူကြောင်ဖြစ်နေတော့ဘာပြောရမှန်းမသိရနဲ့အမှန်တိုင်းပဲပါးစပ်ကထွက်သွားတယ်။ तू ကကျွန်တော်ရှိုးနဲ့မိုးနဲ့ဖြစ်နေပုံကိုကြည့်ပြီးခွေကနေရည်တယ်။ပြီးမှမျက်နှာပိုးတက်ပြီးနားထောင်ဒီနေ့ငှမွေးနေ့ပထမဖျားသွားမယ်။ပြီးတော့ငါဖျားမှာစီမီကတ်မယ်။တက်စိတ်ပတိစိတ်မယ်။အဲ့ဒါတွေအကုန်ပြီးမှနင့်ကိုအပြေပေးမယ်ဟုတ်ပြီလား။ဟုတ် လမ်းထိပ်ပတ်နှစ်ယောက်အတူရှောက်လာတယ်။လှလိုက်တဲ့ကျွန်တော်ချိုချိုဗျာ။ကျွန်တော်လည်းတင်စားပြီးပြောမတတ်ဘူး။ခမရတို့မြင်အောင်ဥပမာပြရရင်ကိုလုံးကိုပေါက်ကမေတန်းနုလိုမျိုးမျက်နှာကြကခတ်သွဲသွဲမျက်ခုံးမျက်လုံးနှာခေါင်းနှာခမ်းနှစ်ဖူးနှစ်ရွက်မေးစိတ်အားလုံးကိုတစ်ခုချင်းပဲဖြုတ်ကြည့်ကြည့်အားလုံးစုပေါင်းပြီးတစုတဝေးတည်းပဲကြည့်ကြည့်အပြစ်ပြောစရာတစ်ခုမှမရှိဘူး။အဲ့လိုလှတာခမရတို့စိတ်ကူးထဲမှာပုံဖော်ကြည့်မြင်နေနော်။ လမ်းထိပ်ရောက်တော့လားတဲ့သုံးဘိန်းကိုလက်တားပြီးစီးတော့စာအုပ်ဆိုင်ကကျွန်တော်တငယ်ချင်းဆိုင်ရှိကမန်းကရန်ပြေးထွက်လာပြီးလှမ်းကြည့်တယ်တက်တာလိုလက်ပြလိုက်တယ်ကားပေါ်မှာမျက်နှာချင်းဆိုင်ထိုင်တော့ဒူးချင်းကထိနေတယ်ကျွန်တော်ကလည်းမဖယ်ဘူးသူကလည်းမဖယ်ဘူးလေးတိုက်လိုနောက်ကိုလွှင့်နေတဲ့သပင်လေးနဲ့ရှေ့ကိုငေးကြည့်နေတဲ့သူ့မျက်နှာလေးကိုကြည့်ရတာလှလွန်းလွန်းမျက်တောင်ခတ်ရမှာတော့နှမျောတယ်သူကကျွန်တော်ဘက်လှမ်းအကြည့်သူ့ကိုငေးကြည့်နေတဲ့ကျွန်တော်တွေ့တော့မျက်စောင်းထိုးပြီးလက်ကသူ့ဒူးနဲ့ထိနေတဲ့ကျွန်တော်ဒူးကိုဖောက်ဖောက်လေးစိတ်တယ် လုံးဝမနာဘာမှတော့မပြောရှင်မော်တော့ဖះဆောင်းတန်းဝါထီကားကမောင်းမိတယ်ကျွန်တော်ကားဆီယာတောင်းတဲ့ကားကလှမ်းပစ်လိုက်တယ်တော်သေးတယ်တပတ်လုံးလုံးအိမ်မှာမြောင်မိခဲ့ကြိုင်သလိုဖြစ်နေတော့လင့်လစ်တလို့အမေပတ်ဆိုင်ထဲကနှုတ်ထားတဲ့ပတ်ဆံကအိတ်ထဲမှာအပြည့်ပါလာတယ်ဖះဘော်ကိုတက်လာရင်းနဲ့ဒီနေ့နှစ်မွေးနေ့ဆိုတာငါမသိဘူးနေရာလဲငါ့ကိုကြိုပြောတာမဟုတ်ဘူးဟဲ့အခုသိပြီမဟုတ်လားမှတ်ထားနောက်တစ်ခါမမေ့အောင်လို့အေးမှတ်ထားလိုက်ပြီတတလုံးမမေ့တော့စောင့်ကြည့်ရသေးတာပေါ့ อืมအပြောဆိုကြည့်ရတော့တော့အဖေကအပေါင်းလက္ခဏာပြနေတယ်ဒီလောက်တော့ကျွန်တော်မအဖះဘော်ရောက်တော့ဖះောင်းနိုင်က22တိုင်းပန်းက22ခန့်အဲ့လိုဝဲတယ်သူက22နှစ်ပြည့်တာဆိုတော့တခုစီပိုဝဲတာနဲ့တူတယ်ကျွန်တော်ကပတ်စံလှမ်းပေးမယ်လို့တော့ဟဲ့အင်းငါမွေးနေငါငါဝဲမယ်တဲ့ဟဲ့နင်လဲဝဲလေနင်အတွက်သူကသတိပေးတော့မှကျွန်တော်လည်းရှေ့ရပန်းစီကောက်ယူလိုက်တယ်အဲ့ဒါဝဲတာမဟုတ်ဘူးဆိုပြီးလှလှပပစီးထားတဲ့ပန်းစီလေးကိုလှမ်းပြတယ် ကျွန်တော်လဲအေးအေးဆိုပြီးလက်ကကင်ထားတာကိုချပြီးသူပြတဲ့ပန်းစည်းကိုလှမ်းယူလိုက်တယ်ဖျောင်းနိုင်ရောဝယ်ရအောင်မလားသူ့ကိုလှမ်းမိလိုက်တော့မဝယ်နဲ့တော့နင်ကဖျောင်းနိုင်နေကူထုံးမေးအေးအေးဆိုပြီးပန်းဖို့လှမ်းပေးလိုက်တယ်တနင်္လာတော့မှပဲကတ်မှာမို့လားအေးဒါကြတော့တိညဆောင်းလေးနဲ့ပြန်ပြောပုံကချစ်စရာနှစ်ယောက်သားအတူတွဲပြီးတနင်္လာတော့ကိုရှောက်လာတယ်ရင်ထဲမှာကြည်နူးလိုက်တာဖျားသွားကြောင်းတဲ့အတူဆိုတာဒါကိုပြောတာနေမှာရောက်တော့သူကပတ်ဆိုင်ထဲကမိကျစ်လေးကိုထုတ်ပေးတယ် ချစ်မှန်တော့ဟူတော်တော်လေးဆိုရင်မိကျင်လေးကိုချစ်လိုက်တယ်။ချိုချိုကျွန်တော်ကိုလှမ်းကြည့်ရင်ပြုံးတယ်။လူလဲကောင်ဖျားပေါ်မှာမှုလို့ကွာအသေးကိုရားသွားတာပဲ။ကျွန်တော်ဖျောင်းနိုင်တဲ့တိုင်ကိုမီးညှိလိုက်တယ်။သူကကြံတဲ့ဖျောင်းနိုင်လေးကိုတတိုင်းမီးတတိုင်းကျွန်တော်ဖျောင်းနိုင်စီကမီးလန်ကူပြီးစင်မာညီညာလေးစိုက်နေတယ်။သူ့စီကဖျောင်းနိုင်ကုံသွားတော့ကျွန်တော်ကင်ထားတဲ့အတိုင်ကိုသူ့နောက်ဆုံးစိုက်ခဲ့တဲ့အတိုင်ပေးမှာကတ်ဆိုက်လိုက်တယ်။ သူကဖះရှိခိုးရအောင်ဆိုတော့နှစ်ယောက်သားချထားတဲ့ပန်းစည်းကိုကိုစီကင်ပြီးရင်းမြင်မော်ရှင်တွဲထိုင်ရင်ဖះကိုသူ့နဲ့အတူဥချလိုက်တယ်။ကျွန်တော်လဲကျွန်တော်ရတဲ့ဩဃာသားကိုအစာအဆုံးဆိုပြီးမှသူ့ကိုလှမ်းကြည့်လိုက်တော့သူကဒွတ်ဒွတ်ညွတ်နေတော့အဲ့ဒါနဲ့နောက်တစ်ကြိမ်ထပ်ပြီးဩဃာသားရွရပြန်တယ်။ဆိုပြီးတော့သူ့ကိုလှမ်းကြည့်လိုက်တယ်။သူကမပြီးသေးနောက်တစ်ကြိမ်ထပ်ဆူရပြန်တယ်။တဝက်လောက်ရောက်တော့သူကရွလို့ပြီးသွားပြီထင်ပါဥချရင်ကျွန်တော်ပဲလှည့်ကြည့်တော့ကျွန်တော်လည်းကမန်းကရမ်းရက်ပြီးသူ့ကိုပြုံးပြရင်အတူတူဥချလိုက်တယ် ပျော်လိုက်တာနော်အရန်ကိုကြည်နူးဖို့ကောင်းတာပဲရော့ဆိုပြီးကျွန်တော်ကိုသူ့ပန်းစီလှမ်းပြီးတော့ကျွန်တော်လဲယူပြီးကျွန်တော်ပန်းစီနဲ့အတူပေါင်းတာတအိုးနဲ့သွားထုတ်လိုက်တယ်။သူကပြုံးလို့ပြန်လာတော့တို့ပဒီးဆက်ရုံမဲခနာဆောင်တော့တဲ့ဟာကြားရတာနားပေါ်မှာတခါလောင်းလိုက်တယ်လို့ပဲခါတိုင်းပြောနေကြငါကနေတို့ဖြစ်သွားပြီအဲ့လိုပြောလို့ကတော့ကြာကျင်တော့တာကြာပါစေအင်းစိတ်လေးဆိုပြီးသူ့ဘေးနာတမလင်ခွေထိုင်ရင်မျက်စိလေးမှိတ်ခါမစက်တလွတ်လွတ်နဲ့ပဒီးစိတ်နေတဲ့သူ့ကိုမျက်တောင်မခတ်ကြည့်ရင်ဘဝနာပွားနေလိုက်တယ် ဒါကြောင့်ဖះဟောထားတာတဲမှန်တာပဲကုသိုလ်ဆိုတာယူတတ်မှရတယ်ဆိုတာလေချစ်စရာကောင်းလိုက်တာချို့ရဲ့အတော်လေးကြာတော့ तू ကဗတိကိုတိမ်ပြီးဖះကိုဥချလိုက်တယ်ကဲပြီးပြီဖះကိုတပတ်ပတ်ကြရအောင်နော်အေးအေးပတ်တာပေါ့နှစ်ယောက်အတူတူလက်ရရေးလျှောက်ရင် तू ကအင်္ကာသားလားအေးဒါဆိုရင်အင်္ကာတောင်ရောက်ပြီးရှစ်ခိုးလေချို့ကဒုနဲ့အတူရှစ်ခိုးမှာလားဘာရမလဲငစောပဲ तू လဲကျွန်တော်အတုံးလုံးပြောင်းသွားတာတတိထားမိဟန်တူရဲ့ကျွန်တော်ကိုလှမ်းကြည့်တယ်ပြီးတော့ပြောင်းရင်းနဲ့ အေးရှ िख ိုးမှာပေါ့ကိုချစ်သူနဲ့တူတူပဲဟာဟာဘလို့ဘလို့ကျွန်တော်အရန်အံ့ဩတင်သွားပြီအတန်အောင်နည်းနည်းကျဲသွားတယ်တော်သေးတယ်အနားမှာလူရှင်းနေလို့ပြန်ပြန်ပြောပါဦးဝမ်းသာလွန်းလွန်းစကားတော်ထစ်ထစ်ထစ်သွားတယ်ပျော်ချက်ကတော့အခုချိန်မှာအောင်ပါလီသိန်းစုကြီးပေါက်တဲ့သူကောင်တနာရတယ်လို့ပြောလို့ရတယ်သွားကြားရသားနဲ့ကျွန်တော်တထောင်စစ်ဘေးသားလေးကိုဖောက်ဖွာလေးလှမ်းလိမ်ရင်ပြောတယ်ထက်ကြားခြင်းလို့ပါချိုးရဲဆိုပြီးသူလှမ်းလိမ်တဲ့လက်ကလေးကိုလှမ်းကင်လိုက်တော့မယုံမဲနဲ့ဇောဖျားပေါ်မှာနော်တဲ့ အမလီလေးလေးဇောတဲ့အရက်ကတို့ကြီးဇောတဲ့စိတ်ထဲမှာဂျွန်းအောင်ထိုးကျင်စိတ်ပေါက်သွားတယ်ပျော်လွန်းလွန်းခမည်းတော်တော့မပျော်ဘူးလားယင်မပျော်ဘူးဆိုရင်ဆက်မရေးတော့လာထိုင်ဥမျိုးအနေနဲ့ဖျားရှစ်ခိုးမယ်ဟဲ့အင်းစောစောကရှစ်ခိုးပြီးပြီအခုစုပဲတောင်းတော့မယ်ကျွန်တော်ကပြောပြောဆိုဆိုနဲ့ကဲကဲလက်အုပ်ချီပြီးတော့ slice ဆိုဖျားတပည့်တော်တို့သည်ဖျားတပည့်တော်တို့သည်စောစောကပြုခဲ့သောစောစောကပြုခဲ့သောကုသိုလ်ကောင်းမှုကြောင့်ကုသိုလ်ကောင်းမှုကြောင့်အိုအောင်မင်းအောင် ိုအောင်မင်းအောင်ပေါင်းရပါလို့ဤပေါင်းရပါလို့ဤရှင်ဖျားရှင်ဖျားချိုးကတကယ်ကိုလိုက်ဆိုသည်ကျွန်တော်ကလည်းစုကိုဒီလောက်ပဲတောင်းတတ်သည်စုတောင်းကတကယ်ပြည့်မပြည့်တော့မပြောတတ်လောလောလတ်လတ်တော့ကြည်နူးမှုတွေနဲ့ပြည့်နေသည်ကတော့အမှန်ချိုးကျွန်တော်တို့တကယ်ချစ်တယ်နော်ဘာကျွန်တော်လဲစော်လို့ပြောစမ်းပါချိုးကပြင်ခိုင်းတော့ချိုးစော်ကိုတကယ်ချစ်တယ်နော်တခါမှအဲ့လိုမပြောဘူးလို့လားမသိကိုကကိုရည်ချင်နေတယ်ပြောလို့တော့ကောင်းတာအင်းမိုးလောက်ကြီးကိုချစ်တာ ခလေးများလိုလက်ကိုကားကပြုံးပြီးပြောတယ်။တဟီဟီနဲ့နှစ်တိုးကြီးလိုပစက်ကြီးပြဲပြီးဝမ်းသာလုံးစုပ်နေပုံကတော်ယုံလူအမြင်ကတ်လောက်တယ်။မဖြစ်ဘူးဖြစ်ဘူးဒီပုံနဲ့ဆိုရင်ဖျားပေါ်မှာကြော်မကောင်းကြားမကောင်းနေဖြစ်ပြီးစောစောကပြုတ်ထားတဲ့ကုတူလေးတွေပါပြန်အသိမ်းခံရဖို့ရှိနေတယ်။လာချိုချုံမွေးနဲ့ထိမ့်မတ်ဖြစ်ကောချစ်သူတွေဖြစ်တဲ့ထိမ့်မတ်ဖြစ်ရောခောက်ဆွဲသွားစမယ်ပြောကထရက်တော့ချိုကသူ့လက်ကလေးတစ်ဖက်ကိုမြှောက်ပေးတယ်ဆွဲထူပါဆိုတဲ့သဘောပေါ့ ကျွန်တော်လှမ်းဆွဲလိုက်တော့သူကကျွန်တော်လက်ကိုအားပြူပြီးထရက်တယ်နှစ်ယောက်သားလက်ချင်းတွက်လျက်ဖះဘော်ကဆင်းလာခဲ့ကြတယ်ချိုဇော့ကိုဘလို့ချစ်သွားတာလဲတိကျင်စိတ်ကမအောင်နိုင်အမှန်တိုင်းပြောရရင်ဘယ်ချိန်ကဇော့ကိုစချစ်သွားမှန်းချိုလက်ကိုကိုမသိဘူးဇော့ကဖွင့်ပြောပြီးတပတ်မတွေ့ပဲနေတော့မှသိတာနေတိုင်းဇော့ကိုသတိရနေတော့တာပဲအဲ့ဒီတော့မှဇော့ကိုချစ်မိနေမှန်းသိတာသူကဆက်ပြီးဒါပေမဲ့ချိုစင်းစားရင်ဇော်နဲ့ချိုကအသက်၅နှစ်လောက်กว่าတာဆိုတော့သူများကဲ့ရဲ့စရာဖြစ်မယ်လေ အဲ့ဒါခံနိုင်လားမခံနိုင်လားဆိုတာပေါ့ဒါနဲ့ဇော့ကိုအဖေမပေးတော့ဘူးဆိုပြီးနေကြည့်တယ်နေလို့မရဘူးဆိုရဲအရန်ခံစားရတာပဲဒါနဲ့မထူးဘူးဘသူဘာပြောပြောဇော့ကိုပဲချစ်တော့မယ်လို့ဆုံးဖြတ်လိုက်မှတက်တာရရသွားတာစိတ်မပူပါနဲ့ချူဇော့လည်းဘသူဘာပြောပြောခရုမဆိုင်ဘူးဇော့ကြီးလာရင်ချို့ကိုလက်ထက်မယ်ဘသူမှသဘောမတူရင်ခိုးပြေးမယ်ချို့လိုက်ရဲလားအမလီဇော့ရဲ့ဇော့ခေါ်လို့ကတော့ချို့ဘဲမဆူလိုက်မယ်ချို့တက်တက်မှာဇော့တယောက်ကိုပဲချစ်မယ်ဇော့ကိုပဲယူမယ် ဟုတ်တယ်။ဇော်လဲအတူတူပဲ။ချို့ကိုပဲယူမယ်။ချို့တယောက်ထဲကိုပဲချစ်မယ်။အသက်ငယ်ဆုံးနဲ့ဒီနေ့ပဲရီစာဖြစ်ဒီနေ့ပဲလက်ထပ်ဖို့ကိစ္စအထိဆွေးနွေးဖြစ်တာမြမပြည်ထဲမှာကျွန်တော်တို့စုံတွဲပဲရှိမှထင်တယ်။အဲ့ဒီနေ့ကစကားတွေအများကြီးပြောပြကြတယ်။ခောက်ဆွဲစားတော့လေတယောက်ကန်နဲ့တယောက်ထက်တယောက်ကန်နဲ့တယောက်နှိုက်စားနေပျော်စရာကြီးစားပြီးတော့ဖះကြီးလန်းတလျှောက်လက်တွဲလျှောက်ကြသေးသည်။မှောင်လာမှသုံးဘိန်းစီးပြီးအိမ်ပြန်လာကြသည်။ပျော်လိုက်တဲ့နေ့ သုံးမိန်ပေါ်မှာအလာတော့ကဒူးချင်းထိပြီးထိုင်ခဲ့ပြီမဲ့အပြန်ကြတော့ဒူးတယ်မကတော့ပဲလက်ချင်းမှာဆုပ်ပြီးထိုင်လာတယ်တစ်ဖက်ထဲတော့မဟုတ်ဘူးနှစ်ဖက်စလုံးမတူတော့ဘူးလေအခုကနှစ်ဦးသဘောတူတရားဝင်ချစ်သူသုံးမိန်မောင်းတဲ့ဆရာကတော့နောက်ကြည့်မှန်တဲ့ကနေတကြည့်ကြည့်သုံးမိန်ဆရာကိုလမ်းထိုင်မရောက်ခင်တလန်းအလိုမှာရက်ခိုင်းလိုက်တယ်အဲ့ဒီလမ်းဘက်ကရှောက်ပြန်မယ်ပေါ့ကျွန်တော်တို့လမ်းထဲကဝင်ရင်အိမ်တွေများတော့တိတ်မလွတ်လက်ဒါနဲ့ကျွန်တော်ကပဲအဲ့ဒီလမ်းဘက်ကလှည့်ဝင်ရအောင်ဆိုတော့ချိုးကမငင်းအဲ့ဒီလမ်းကမူလာတန်းကြောင်းလေးရှိတော့လူရှင်းနေ နှစ်ယောက်သားလက်ချင်းတွဲလျှောက်လာလိုက်တာကျောင်းအစွန်ကျောင်းထောင်ကပထောက်ပင်ကြီးရှိတယ်အဲ့နေရာကမှောင်ရိပ်နည်းနည်းကျတယ်ကျွန်တော်ကအကြံနဲ့အဲ့ဒီမှောင်ရိပ်ထဲလဲရောက်ရောချုပ်ကိုယ်တော်ဝင်းနေလက်ဆောင်မပေးရသေးဘူးဆိုပြီးချုပ်ကိုယ်လုံးလေးကိုဖောက်ဖောက်လေးဖတ်လိုက်တယ်နည်းနည်းချင်းဆိုင်ပြီးတော့ဝင်းနေလက်ဆောင်တော့ဆိုပြီးချုပ်နှခမ်းလေးကိုလှမ်းဆုပ်လိုက်တယ်ချိုလဲကျွန်တော်ကိုပြန်ဖတ်ပြီးကျွန်တော်ပေးတဲ့လက်ဆောင်ကိုကျင်ကျင်နက်နက်ကြီးလက်ခံယူတယ်အောက်နှခမ်းလေးကိုဖြည်းဖြည်းလေးဆုပ်လိုက်ပြီးတော့အပေါ်နှခမ်းလေးပြောင်းဆုပ်လိုက်နဲ့ချိုလဲကျွန်တော်ကိုမတိမတာလေးတုံ့ပြန်လာတယ်လို့ပဲ စုံရင်းစုံရင်းနဲ့အာမရဖြစ်လာပြီးသူ့ကိုယ်လေးကိုတအားပဲဖတ်ထားလိုက်တယ်။အောက်ခံပေါင်းပြီးကြက်ကြက်အောက်ကတင်းနေတဲ့ကျွန်တော်ဖွားဘတ်တော်လေးကလည်းသူ့ပိုက်သားအောင်နာမှာထောက်လို့ပေါ့။သူကကျွန်တော်ထက်မဆိုးစလောက်လေးပဲနေနေ။အဲ့ဒီတုန်းကဆိုးထားတဲ့နှခမ်းကြီးလေးဟာခေါက်ဆွဲစားတော့ကပျောက်သွားပြီထင်ပေမဲ့အရသာတင်းတင်းလေးကတော့နှခမ်းမှာကြံနေတော့တအောင်လောက်အပေါ်အောက်တလက်စီစုပ်ပေးပြီးမှမောရယ်စော်ရဲ့တဲ့ကျွန်တော်လည်းခဏအနာပေးတဲ့အနေနဲ့ပေါင်းမမှုလေးနှစ်ဖက်ကိုဖောက်ဖောက်လေးနမ်းလိုက်တယ် ပြီးတော့သူကကျွန်တော်ပခုံးပေါ်မှာခေါင်းလေးတင်ပြီးမေးနေတယ်။ကျွန်တော်ကသူ့ကြောကုန်းလေးကိုအထက်အောက်ပို့လို့သူကကျွန်တော်ခါလေးကိုပြန်ဖတ်ထားတယ်။ချိုဇော်ပေးတဲ့မွေးနေ့လက်ဆောင်ကိုကြားရလိုက်။အင်းအိမ်ရောက်ရင်မျက်နှာမသိပဲအိတ်တော့မယ်။မွေးနေ့လက်ဆောင်လေးပျောက်သွားမှဆိုလို့ချစ်လိုက်ရတာချိုရဲ့။ပေါမမို့လေးကိုမွေးနေ့လက်ဆောင်လေးထပ်ပေးမိတယ်။နှစ်ဖူးလေးတို့မျက်လုံးလေးတို့ပါအစ်စ်ဖြစ်ပါသွားသေးတယ်။ကိုတကယ်ချစ်တဲ့ချစ်သူကိုတကယ်ချစ်တဲ့စိတ်နဲ့နမ်းရတဲ့အရာသာဟာရင်ထဲမှာအတိုင်းမသိပီတိပါပဲ ွင့်ဟနေတဲ့အောင်နှခမ်းလေးကိုဖွားဖွားလေးပြန်ဆုပ်မိတယ်။ချိုကကျွန်တော်အပေါ်နှခမ်းလေးကိုပြန်ဆုပ်လာတယ်။ရှာကဆုပ်ထားတဲ့သူ့နှခမ်းအတွင်းသားလေးကိုပုတ်ပေးလိုက်တော့သူ့ရှာလေးကကျွန်တော်ရှာလေးကိုလာထိတယ်။အဲ့လိုလာထိတဲ့ရှာလေးကိုဖမ်းပြီးဆွဲဆုပ်လိုက်တော့သူ့လက်နှစ်ဖက်ကကျွန်တော်ခါကိုတင်းတင်းလာဖက်ပြီးသူ့ကိုယ်လေးကကော့လာတယ်။ငကူကထောက်ထားတဲ့ကျွန်တော်ပစ္စတိုကသူ့ပိုက်ထဲကိုနစ်ဝင်သွားသလိုပဲကျွန်တော်လက်ကလည်းသူ့ကြောကိုအဆုံဆန်ပုတ်လို့တခါတခါတင်မထီအောင်ရှိန်နှွန်သွားသေးတယ်။အောင်နှခမ်းလေးတစ်လက် ရှာလေးကိုတလက်ဆုပ်လိုက်။ပါဖွေးဖွေးလေးကိုနမ်းလိုက်နဲ့တော်တော်လေးကြာသွားတယ်။ဇော်တော်ပြီနော်လမ်းမကြီးမှာတဲ့။အဲ့ဒီတော့မှကျွန်တော်လည်းသတိပြန်ဝင်လာတယ်။မလွတ်ချင်မဲ့သူ့ကိုလှုပ်လိုက်ရတယ်။သူကထမိန်ပြန်ဝင်ရင်တွန့်သွားတဲ့အင်ကြီးလေးကိုပြန်ဆွဲဆန့်နေတယ်။ကျွန်တော်လည်းလုံကြီးပြင်ဝင်ပြီးတော့နှစ်ယောက်တွဲပြီးမှောင်ဝေးအောက်ကနေထွက်ခဲ့တယ်။လမ်းဘေးမီးတိုင်းအောက်လဲရောက်ရော။သူကချုံမျက်နှာကိုကြည့်စမ်းမအောင် မိတ်ကပ်တွေကွက်ကုန်လာတဲ့။ကျွန်တော်ကတိတ်ချကြည့်ပြီးဟဲ့အင်းမသိတာပါဘူးလို့ပြန်ပြောလိုက်တယ်။လူဆို ဒါရီတော့တကယ်တက်တယ်ဆိုပြီးလမ်းမောင်းကိုမနာအောင်ဆွဲစိတ်တယ်ချစ်တော်လေဒါရီကသူ့အလိုလိုတက်လာတာပေါ့ချိုရဲလို့ပြန်ပြောတော့မျက်စောင်းလေးနဲ့ပြန်ကြည့်တယ်ဒီလိုနဲ့ပဲသူ့အိမ်ရှေ့ရောက်လာတယ်သွားတော့မယ်နော်မနက်ဖြန်ကျရင်စောင်းဆိုင်သွားဖို့လာခေါ်လာခေါ်မှာပေါ့ချိုရဲအခုပဲသွားအောင်လို့လေ၈နှစ်ကြော်ပြီလို့သူကမေးတော့ကြော်ဆိုးလို့ဆိုင်ဟိုကောင်တွေစောင့်နေတယ်ဆိုတော့ဘာလဲသွားကြအောင်လို့လားဟိဟိသူ့ကိုရီးပြလိုက်တယ်အကုန်ရှောက်မပြောနဲ့နော်ပြီးတော့သူတို့ကိုလည်းရှောက်မှမထုဖို့လည်းပိတ်ထားအောင်အင်းမချိုရဲ့ သူလဲအိမ်မော်လှန့်တက်သွားတော့ကျွန်တော်လဲကြော်ဆိုးလို့ဆိုင်ပဲအပြေးတစ်ပိုင်းထွက်လာခဲ့လိုက်တယ်။ဒီအချိန်မှာသူမှားတဲ့အကုံရှောက်မပြောနဲ့ဆိုတဲ့စကားကိုကျွန်တော်နားထောင်လိုက်မယ်လို့ခင်ဗျားတို့ထင်လား။အဲမောင်းမထုဖို့တော့ပိတ်ရမယ်။